်ပီရီယက်နိုင်လို့ရှိလို့ရှိရင်နိုင်ငံကောင်းစားမယ်နော်ပီရီယက်မနိုင်မင်းနဲ့ရှုံးသွားလို့ရှိလို့ရှိရင်ဒီစစ်တပ်ဒီကောင်တွေစစ်ဖို့တွေအုပ်ချုပ်လို့ကတော့ခင်ဗျားဗျာကျွန်တော်တို့တိုင်းပြည်ကတော့အခုနောက်ကိုရီးယားလို့ဖြစ်ဖြစ်ကမ္ဘောဒီးယားလို့ဖြစ်ဖြစ်နော်အဲ့ထဲမှာကျွန်တော်တို့ပြည်သူလူထုတွေအမောင်ကဘာထဲမှာနေရပြီတော့ပဲအနေဒါအဲ့လိုဖြစ်နေတယ်နော် standard army ချင်းရတဲ့ကဘာပတ်ပြီးတော့ခွေးပြေးဝပြေးပြေးတောက်ရက်ပွဲနေတာကျွန်တော်တို့ဘာလို့ဒီဆက်ရမှာလဲကျွန်တော်မိသားစု တော်လိုင်းရေးရတော့ရှုံးသွားပြီတော်လိုင်းရေးရှုံးသွားပြီတော်လိုင်းရေးရှုံးသွားပြီလို့ပြောလို့ရှိရင်ကျွန်မကိုငုံကြအောင်မယ်ဟာတချင်ဖြစ်ဖြစ်စိတ်ကိုအောက်ကြအောင်ဟုတ်ကျွန်တော်ပြောတာပြောပါတကယ်လို့ပြောတော်မျိုးမင်းတော်ဆုံးဆိုဒီချက်ပုံပြောတာဒါပေမဲ့တကယ်လို့ပြောမယ်ဆိုငါကတော့စစ်တပ်ကိုထောက်ခံတဲ့လူတဲ့အတိုင်းဝင်ဟုတ်တယ်ဒီကလာမှာနှစ်ခုပဲရှိရမှာမဟုတ်လားအခုကတို့ကမဟုတ်ဘူးတို့တို့လည်းအဲစစ်တပ်ထောက်ခံတဲ့လူဘောမနာမည်အပြစ်မခံနိုင်ဘူးအဲပြည်သူဘက်ကပြည်သူဘက်ကတော်လိုင်းရေးရှုံးတာလို့ထောက်ဖို့နေပါတက်တာလို့အာပြစ်တယ်လားလိုက်ရှာတက်တယ်ပဲဟိုဘက်စစ်ကောင်စီဘက်ကတော့ခေါင်းမပြောဘူး တို့ပြည်သူဘက်ကအဲ့လိုမျိုးတိုင်းပြည်လုံးဘုံလိုက်ကျင်းနေတယ်တခွမပြောဘူးတို့ပြည်သူဘက်ကနော်အာမီးတွေလိုက်ချုပ်နေတယ်တွေ့တဲ့မိန်းကလေးမထိန်ချင်းကတန်းထိနေတယ်တွေ့တဲ့နေရာမှာပေါ်တာဆွဲနေတယ်တို့မပြောဘူးအဲ့ဒါကျတော့တို့ပြည်သူဘက်ကမပြောတော့ဘူးအဲတော်လိုင်းဘက်ကပန်ဆယ်လိုအိမ်ဝင်ဒီအာလင်းလင်းနဲ့ချစ်တူဝဲအိမ်ဝင်လာဘာဖြစ်တာဘာဘလူကဘလူခိုးနေလား ဘတ်တော်လိုင်းပဲဒီချိန်လုံးပြောတာသူတို့ပြည်သူဘက်ကသူကသူစားအလုံးပဲမင်္ဂလာပါအထူးသတင်းမျိုးကိုတင်ဆက်ပေးနေတဲ့ကျွန်တော်အချင်းကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်ဒီ channel လေးကမြပြည်သတင်းတွေကိုတင်ဆက်ပေးနေတဲ့ channel ဖြစ်တာကြောင့် like and subscribe လေးလုပ်ထားပြီးဖို့ထပ်မံပြီးတော့တောင်းဆိုခြင်းပါတယ် မာအလာကသူ့ရဲ့အတူအယောင်ရွေးကောက်ပွဲခေါ်ခွေးကောက်ပွဲကိုပြည်သူတွေထောက်ခံတဲ့ပုံစံမျိုးဖြစ်အောင်လို့ပြည်သူတွေကိုမလုပ်ရဲမပြောရဲအောင်ဥပဒေတွေနဲ့ချင်းချောက်ကြိုတင်အကြကင်ထားတာကိုအားလုံးတတိပြုစီခြင်းနဲ့တည်သူပစပောက်ကိုတနာထောက်ပြီးဒီမိုကရေစီလမ်းကြောင်းပေါ်တက်နေပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ကဘာကိုဖာလက်ကြဖို့တို့ပြည်သူတွေကိုခုတုံလုံးလဲမျိုးနေပြီးတက်နေတာကိုငါတို့ပြည်သူတွေကငြိမ်ခံနေလို့မရဘူးတို့လိုချင်တဲ့အကွက်ထဲငါတို့ဝင်လို့မရဘူး အဲ့ဒီအကွက်ကဒုနိုင်ငံဒုပြည်သူတွေအတွက်ထောင်ချောက်တက်တက်မှုငါတို့အားလုံးယုံထွက်ဖို့လိုတယ်မတရားတဲ့ရွေးကောက်ပွဲဟာတော်လန်ရင်းနဲ့မဆိုင်ပေမဲ့ခွေးကောက်ပွဲကိုငါတို့ပြည်သူတွေလက်မခံဘူးဆိုတာကိုလောက်နိုင်တဲ့လူတွေကပြန်တူအောင်ဖို့လိုတယ်ဒုပြည်သူတွေရဲ့ဘဝနဲ့ခံစားချက်တွေကိုကန်းချင်းရောင်ဆောင်နေတဲ့ကဘာကြီးကိုအသိတရားအဆက်တရားနဲ့ကန်းခွင့်မရအောင်ကန်းချင်းရောင်ဆောင်မရအောင်ပြပြတတာချပြဖို့လိုတယ်။နားလေးချင်းရောင်ဆောင်မရအောင်နားကွဲအောင်អော်ဖို့လိုတယ်။မအေလိုအလုတ်မအေလိုလောက်ရင်ပြည်သူအလုတ်ပြည်သူလောက်ရမယ်။ ငါတို့လောက်နေတာကစားပွဲလည်းမဟုတ်တလို့တရားပွဲလည်းမဟုတ်ဘူးငါတို့တည်သူတွေပေးစားရတာတွေအတွက်တန်ရာတန်ကြေးပြန်ရဖို့အတွက်စ조사အားထုတ်ဖို့ငါတို့အားလုံးမှာတောင်းကိုစီရှိတယ်ဆိုတာမမေ့ကြပါနဲ့နိုင်ငံနဲ့တည်သူကိုကာကွယ်ပေးဖို့တည်ထောင်ထားတဲ့စစ်တပ်ကနိုင်ငံနဲ့တည်သူအပေါ်ခွေးဆခင်းပြီးပြက်ပြက်တတရုပ်မှသတ်ဖြတ်နေတဲ့အချိန်မှာငါတို့ကိုကယ်မဲ့နိုင်ငံမရှိဘူးငါတို့နိုင်ငံငါတို့တည်သူကိုငါတို့လူချင်းချင်း ဒီသူအချင်းချင်းပဲကဲတင်ရမယ်ဆိုတဲ့အသိကိုကိုစီတတိစီပေးကြပါဒီအချိန်မှာနိုင်ငံသားအားလုံးပြည်သူအားလုံးလူတွေအားလုံးစီစီလုံးလုံးနဲ့နိုင်ရာတောင်းကိုစီထမ်းပြီးစ조사အားထုတ်ညီညွတ်ကြဖို့အချိန်ဖြစ်တယ်ဆိုတာကိုတတိချကြဖို့လိုတယ်ဆိုတာတတိပေးချင်ပါတယ်ဆင်ပြည်သူဘက်ကဆိုရင်ဘယ်ဘက်ကမမပြောရမယ်ဟုတ်တယ်နော်တော်လိုင်းဘက်ကမိုင်းတယ်အတော်လိုင်းဘက်ကဝေဖန်မယ်လက်ရှိစစ်တပ်ကတော့ရဲ့မိုင်းတယ်စစ်တပ်ဘက်ကဝေဖန်မယ် ဟုတ်တယ်နော်ငစီလုံးအနေနဲ့ကြိုးပြအောင်လာလို့ရင်ငါဘလော့မှာနော်ငါပြောသွားပြီမင်းတို့ခွေးတွေကငါခွေးတစ်ချိန်မပေါ်တော့ကြာပြီတတိချိန်မရမတာဘူးကြီးတိတယ်ငါကတော့ဆိုငါလိုက်တဲ့ပဲခွေးမအောင်ငါမရှိဘူးအကျိုးနဲ့အကြောင်းနဲ့ကောင်းကောင်းမွန်မွန်လူလိုရေးရေးဝင်ရှိတယ်ဘာဘူးမတိဘာမတိတွေ့တာဟာဝင်ဆက်ရတယ်တိုက်တာလို့ဆဲမင်းတို့တွေကတစ်ချက်ပဲမင်းတို့အကောက်ကိုငါတတလုံးနေလို့ငါမင်းတို့အကောက်တစ်ခေါက်မကြည့်ဘူးငါတက်တော့ကောက်ထဲတော့ငါနေလဲဝင်ပြစ်စီမဝင်ပြစ်တာနော်အဲ့တော့မင်းတို့ကောက်လို့တဲ့တစ်ချိန်လုံးငါတို့လိုက်ချောင်းနေရတာနော်လာခဲ့အကောက်ပေါင်းရင်လာခဲ့ဘလော့လိုက်အောင်ပဲရှင်းလား

တော့လိုက်ပြေလို့မှကိုမေကိုလို့ရွှေမင်းသားပဲတည်းလေအခုတည့်နိုင်ငံထွက်သွားလိုက်ကိုမေကိုလို့တိုင်ပြေလို့မှတိုင်ရွှေထောက်ပါလားစီจิจิသူပြောတာကဟမ်ကဲငါမေးပါအောင်မယ်အဲ့ဒီ CDM လောက်ခိုင်းတဲ့အချိန်မှာတတိုင်းပြည်လုံးလမ်းမပေါ်လူပြစ်နေတာအဲ့ဒီလူတွေသွားပြီးလူမင်းပြစ်အိမ်သာကြောက်စစ်ဟဲ့ရှင်တို့အိမ်ညာမှာခမားတို့အိမ်ညာမှာသွားပြောလို့ရလားမရဘူးအဲ့ဒီချိန်မှာပြည်သူအားလုံးကဘာမဆိုလို့ဖို့အစင်းနဲ့ဖြစ်နေတဲ့အချိန်မီးသွားရှုံးလိုက်ကွာဒုတ်ဆွေးပြီးခြတာကွာဒါဆိုပြီးခုတ်ကြကွာတနက်ယူပြီးပြစ်ကြကွာလို့မြောက်ဝေးရမလား အငြိမ်းချမ်းဆုံးဆန္ဒနဲ့ငါတို့တွေစီရီယံလုတ်လို့ရတယ်တတိုင်းပြည်လုံးစီရီယံလုတ်ရင်ဟဲ့ဒီစစ်ကောင်စီရန်နေရရက်တန်သွားလိမ့်မယ်စီရီယံလုတ်ကြပါလို့ပြောလိုက်အပြစ်လားစီရီယံလုတ်ပါလို့မပြောမဲနဲ့အဲ့ဒီချိန်မှာတွားချကြကွာတတ်ကြကွာလို့ပြောရမှာကြပြောဟမ်အဲ့စီရီယံလုတ်ခိုင်းတဲ့လူတွေစပစ်ပြောနေတာဟာမီဒီယာဒီချိန်မှာဘုနောအဲ့ဒီချိန်တော့အဲ့ဒီချိန်မှာလမ်းမပေါ်ဂျွာမဆလမ်းပေါ်လူပြည့်နေတယ်မြို့မပြောနဲ့အဲ့ဒီပြည့်နေတဲ့လူတွေကိုဖဲခင်ဗျားတို့အိမ်ပြန်ပတ်လို့သွားပြောလို့ရတယ်ဒါနဲ့တော့လက်ခုတ်ကနေဟိုမှာအဲ့ချိန်မှာဘောမဆိုပြီးတော့ဟမ် ဲ့တော့ဘာလို့ကမလဲအငြင်းတန်းဆုံးတိုင်းပြည်မနာဆုံးနီလန်းเนาะမိရှုခိုင်းတာလည်းမဟုတ်အချမ်းမခိုင်းတာလည်းမဟုတ်တိုင်းပြည်မနာတဲ့နီလန်းသူတို့ရဲ့အောက်မှာတောင်ဝင်မထမ်းဆောင်တဲ့အချမ်းမဖက်ဖက်အာနာဖီဆန်နဲ့စီလီယန်လုတ်ကြပါလို့ပြောတာအဲ့ဒါတိုင်းပြည်ကိုဝင်ထိန်းကြတာဒါကြောင့်လက်ရှိကြောက်ခက်နေမှာနေနေရတဲ့အဲ့ဒီအုပ်စုလေးပြီးတော့မြန်မာနိုင်ငံကိုတိုက်ဒီနေ့အချိန်ထိကြောက်လန့်နေရတဲ့အချိန်လေးပြီးတော့မြန်မာနိုင်ငံနဲ့သွားပေါင်းပြီးတော့ဒါလက်ရှိတွေ့ဆုံနေပါလေဆိုတဲ့သူတွေဟာလည်း ဘယ်ပြည်နယ်တဲမှာပဲနေနေသူတို့ဟာသူရဲ့ပြည်နယ်အတွင်းထဲမှာရှိတယ်သူရဲ့လူမျိုးတွေကြားထဲမှာတော့မှသူတို့တွေလွတ်လွတ်လပ်လပ်နေရဲကြဘူးလက်နက်ကိုင်အဆောက်အအုံတွေနဲ့သူတို့ဖြစ်ချင်တဲ့သူတို့ရေခေါင်းဆောင်တွေသူတို့ဖြစ်ချင်တဲ့သူတို့လူမျိုးတွေရဲ့အကြီးအကဲတွေသူတို့ဖြစ်ချင်တဲ့သူတို့တွေကပြည်သူတွေကသူတို့ကိုဟုတ်လို့အားကိုးတဲ့သူတွေအဖြစ်ဒါပေမဲ့တကယ်တော့ဖြစ်သွားတာဟာပြည်သူရဲ့အမုန်းတရားတွေသူတို့ရသွားတယ်ပြီးတော့တကယ်တော့ဖြစ်သွားတာသူတို့ကိုယ်နိုင်ကပြည်သူကိုပြန်ကြောက်ရတဲ့သူတွေဖြစ်သွားတာ ကျွန်တော်ပြောတဲ့အကြောင်းအရာရဲ့အောက်မှာမိသည်လက်နက်ကင်ခေါင်းစဉ်မင်းအွန်လိုင်းနဲ့တွဲနေတဲ့မိသူမစိုးရှင်တွဲပြီးတော့ရေးကြည့်ကြည့်ကြည့်ပါသူတို့ရေအကုန်လုံးပြည်သူကိုပြန်ကြောက်နေရတာဒါကအမှန်တရားရှိတရားဖြစ်ပါတယ်။ဘာကြောင့်သူတို့ပြည်သူကိုပြန်ကြောက်နေရလဲပြည်သူကိုနေစဉ်အကြံဖတ်တပ်ဖြတ်နေတဲ့သူတွေနဲ့ပူးပေါင်းနေတဲ့ကောင်တွေမင်းအွန်လိုင်းကောင်တွေမဟုတ်ဘူးခစ်ဆက်ဆက်မှာကျွန်တော်နိုင်ငံကျွန်တော်တိုင်းရင်းသားတွေကိုရေးရဆက်ဆက် ကျွန်တော်ပြောပြီးသားကရင်နေကင်းမှာနေလို့မရအောင်လုပ်ခဲ့တဲ့ကောင်တွေလူမျိုးတို့တပ်ဖြတ်ခဲ့တဲ့ကောင်တွေဒီကောင်တွေကိုကုညီပန်ဖို့နေတဲ့အဖွဲ့အစည်းဒီကောင်တွေနဲ့ပတ်သက်နေတဲ့ခေါင်းဆောင်ဆိုတော့ပြည်သူခြားထဲမှာဒီကောင်တွေပြည်သူလူတော်မှမနေရဘူးဟုတ်ပြီဒါကလည်းဘယ်လိုတပုံးကျော်ကပြောပါတယ်အလက်ဆိုတာရှိစမြဲပါတယ်သူကအခါလေးပြောတယ်လူငယ်စကားဆန်တယ်ပြီးတော့တရားနယ်လေးပတ်သက်ပြီးတော့ထုံးနှက်နေတာလေအများကြီးရှိတယ်အာကြောင်မဲနောက်ချိုးတီပေါ်စလာလေးကိုတရားနယ်လေးကပြန်ပေးတယ် TNL ရဲ့ PR TNL ကိုကုညီဖို့ကျွန်တော်တို့ဘာတွေစဉ်းစားခဲ့ပြီလဲဒါပေမဲ့ TNL ကကျွန်တော်တို့ပြည်သူနဲ့အမြဲတမ်းရှိပါတယ်ဆိုတာမျိုး TNL ကတရုတ်ကခေါ်ပြီးတော့ညှိတာတော့မှပြည်သူမျက်နှာကြည့်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်ကျွန်တော်တို့သူတို့ကိုစပ်ပြီးတော့ဝင်ရံဖို့လိုတယ်ကျွန်တော်တို့အလိုမချတာနဲ့ဘုရုပ်တပုံးကြော်ကျွန်တော်တို့သွားပြီးတော့ပြစ်တင်လို့မရအောင် TNL ကျွန်တော်တို့သွားပြီးတော့ပြစ်တင်လို့မရအောင်ဒီချိန်မှာကျွန်တော်တို့အားတွေစုစည်းနေဖို့လိုတယ် ျွန်တော်အလျမ်းတော့လွယ်ကူတဲ့ဥပမာလေးတစ်ခုပါငင်တော့အကြောင်းဒီအကြောင်းတာတွေမှာလည်းသင်ခဲ့ရကြီးလုံးချင်းအင်အားအချို့ပညာတွေမှာပုံလေးတော့မှဖော်ထားသေးတယ်တစ်ချောင်းလေးတစ်ချောင်းပေးလိုက်ချိုးလိုက်ကျိုးသွားတယ်အဲ့ဒီတစ်ချောင်းလေးတွေစုပြီးတော့သင်းစည်းကိုချိုးခိုင်းမချိုးဘူးဆိုတာမျိုးပေါ့ဗျာအခုကကျွန်တော်တို့အားလုံးကတစ်ခုချင်းစီကနေပြီးအားယူခဲ့ကြတာဖြစ်တယ်ဒါကြောင့်ကျွန်တော်အရှင်းမှာပြောတာသူတို့မှာချမ်းသာကျွယ်ဝတဲ့ပါတီတွေသူတို့မှာချမ်းသာကျွယ်ဝတဲ့ခရိုနီတွေသူတို့မှာချမ်းသာကျွယ်ဝတဲ့အရင်းမြစ်တွေသုံးဆမကုန်နိုင်အောင်ခိုးထားတဲ့ အုပ်စုကြီးရှိနေပါရဲ့နဲ့ကျွန်တော်တို့ပြည်သူကျွန်တော်တို့စာနာနဲ့အညီရွေးကောက်တဲ့အချိန်မှာကျွန်တော်တို့ကိုဘာကြောင့်သူတို့တွေမနိုင်တာလဲသူတို့က NLD နဲ့ပတ်သက်ပြီးတော့မျိုးစုံပြောလဲမဟုတ်ဘူးဗျ NLD မဟုတ်ဘူးအဲ့ဒါပြည်သူဗျ NLD ဖြစ်လာတယ်ဆိုတာလည်းပြည်သူပဲလက်ရှိမြေအောင်လိုင်းရဲ့ရစက်မှုတွေကြောင့်အတန်တိတ်နေရတဲ့ခေါင်းငုံနေရတဲ့ပြည်သူအချို့တော့ရှိတယ်ဒါဟာမြေအောင်လှိုင်ဘက်ပါသွားတာမဟုတ်ဟုတ်ပြီ ို့တပ်ပုံစံအိုက်စ်ကောဘာကြောင့်ပြောတာလဲဆိုတော့ရှမ်းပြည်နယ်မြောက်ပိုင်းတောင်ထင်းချုပ်ထားတဲ့နတ်ဆန်မြို့ခွာဟချေးရွာမှာအကျန်းဖက်စစ်ခွေးတက်ကနေပြီးတော့အတော်ပါ၁၈ရက်နေ့ည၈နာရီခွဲချိန်မှာပေါင်150ဘုံနဲ့ဘုံသွားကျေးလိုက်တယ်ရတတေတာကန်တည်ဆုံးခဲ့ရတယ်ဒါတောင်လုံးမြောက်တက်မတီအန်လေးထုတ်ပြန်ထားပါတယ်ဆိုတော့တည်ဆုံးမှုမှာထုံးစံအတိုင်းပဲရတပြည်သူဖြစ်တဲ့အတွက်ဒါစနေရွာကလင်းငယ်တွေလည်းပါတယ်မြို့မီလေးဦးပါတယ်မြို့သားတအူးပါတယ်ဒီတနေရာလဲလားဆိုရင်မဟုတ်ပါဘူးနေ့စဉ် တင်းတယ်ထိချုပ်ထားတဲ့နေရာတွေကိုဘုံကျဲနေတာနေ့စဉ် KIA ထိချုပ်ပြီးသားနေမိတွေကိုဘုံကျဲနေတာနေ့စဉ် AI ထိချုပ်ထားတဲ့နေရာတွေကိုဘုံကျဲနေတာနေ့စဉ် KIA ထိချုပ်ထားတဲ့နေရာတွေကိုဘုံကျဲနေတာသူဘာဖြစ်လို့ဘုံလိုက်ကျဲနေတာလဲဒီနေ့အချိန်ထိသူကျွန်တော်တို့ကိုရှုံးနေနေစေဆိုတာမင်းအွန်လိုင်းသိတယ်ဒီနေ့အချိန်ထိကျွန်တော်တို့ပြည်သူလူထုနိုင်နေတယ်ဆိုတာလည်းမင်းအွန်လိုင်းသိတယ် ခဏအချိန်ထိကျွန်တော်တို့ကိုထိမ့်ချုပ်ဖို့ကျွန်တော်တို့ကိုကြောက်လန့်သွားအောင်ကျွန်တော်တို့စိတ်သက်တွေပြိုလဲပျက်စီးသွားအောင်လုပ်ဖို့အတွက်သူတို့တွေအပြေရှာလို့မတွေ့သေးဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကတည်တည်ချာချာဆုံးဖြတ်ပြီးသားပြီးကျွန်တော်တို့လူငယ်တွေကျွန်တော်တို့ဒီခေတ်မှာအာနာယူအုပ်စုကိုအမြင့်ဖြတ်ချေမှုတိုက်ခိုက်တယ်။စစ်မှာအတက်အကျရှိပါတယ်။လက်ရှိကျွန်တော်တို့ အားယူနေရတဲ့အခြေအနေတွေလည်းရှိတယ်လက်ရှိကျွန်တော်တို့ပြင်ဆင်နေရတဲ့အပိုင်းတွေလည်းရှိတယ်လက်ရှိကျွန်တော်တို့စုဖွဲ့ပြီးတော့အားနိုင်ချက်တွေကိုအတချက်ဖြစ်ပြောင်းလဲဖို့အတွက်ရုံးကန်နေရတဲ့အခြေအနေတွေရှိတယ်ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်မိသားစုဝင်တွေအမြဲအမှတ်ရရှိနေပေးပါကင်းပြီနေမှာဗျာလီဂီကော်လေးပြန်ပေးလိုက်ရအောင်တော့လီဂီကော်ကအကျိုးစီးပွားဘာတစ်ခုမှမရှိဘူးကျွန်တော်လူငယ်တွေလူငယ်တွေကျွန်တော်တို့တုံးတက်တယ်အကျိုးစီးပွားရှိတဲ့နေရာတွေ BGF နဲ့ပေါင်းလို့တော့လကော ဒါပြဿနာမဟုတ်ကျွန်တော်ပြောပြီးသားခရင်တမိုင်းကင်းလေးရေးပါလိမ့်မယ်တင်ကိစ္စကင်းရင်ရှင်းပါလိမ့်မယ်ရှင်းရရှင်းနိုင်တယ်ဆိုတာမျိုးကိုတော့ကျွန်တော်တို့ဆက်ပြီးတော့ယုံကြည်ပေးထားစေဖြစ်တယ်ပြန်ဒီကိုဘုဇုတ်စီးပြောတဲ့ညကအင်းစိတ်မှာကန်ဒီကိုဌာနချုပ်ကန်ဒီကိုရုပ်ချုပ်ပြန်ဖွင့်နိုင်မလားဆိုတာမျိုးကကန်ဒီကိုပြောပြီးတဲ့အခါဖြစ်တဲ့အတွက်သူတို့ထွေးတဲ့တွေသူတို့ပြန်မျိုးလို့မရဘူးဆိုတော့ဒါတမိုင်းဖြစ်နေပါတယ် ကျွန်တော်တို့လက်ရှိအချိန်မှာနိုင်နေစေဖြစ်တယ်ဒီထက်ပိုပြီးတော့ရှင်လင်းမြန်မြန်အနိုင်ရဖို့အတွက်မင်းအောင်လှိုင်တဲ့သူရဲ့အပေါင်းအပါအုပ်စုတစ်ခုလုံးကျွန်တော်တို့ကိုလှည့်ပြားမှုကျွန်တော်တို့ကိုလိန်လယ်မှုကျွန်တော်တို့ကိုသွေးခွဲနေမှုတွေကိုတော့ကျွန်တော်တို့မြင်အောင်ကြည့်ဖို့လည်းလိုတယ်တစ်ခါတည်းမှမသိကြအောင်စောင့်နေလိုက်ဖို့လိုတယ်ဒီကောက်ပွဲလုံးလုံးပေါ်နေပြီးတော့မှလက်ရှိ NCA မှာလက်မှတ်ထိုးထားတဲ့အဖွဲ့အများစုဘယ်သူမှလည်းမသွားဘူးရတယ်တော့သူခေါ်ပြီးတော့တော့သူဒီ DGB တိုက်တက်မယ် PC တိုက်တက်မယ်ဒီ BGF တိုက်တက်မယ် တက်ပြီစီအဲ့ဒီလူတွေအကုန်လုံးရဲ့မျက်နှာဒီအကုန်လုံးနဲ့ဒီကိစ္စတွေအကုန်လုံးတရင်မျိုးသားလုံးမှတ်ရတယ်အခြားသောလူမျိုးစုတွေမှလည်းထုံနေကောင်းမယ်ဒါမင်းအောင်လိုက်လုတ်ပြခြင်းတဲ့အကြာလေဒါတွေကလည်းယိုးဤနေပြီဟုတ်ပြီဒီနေ့မှကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာဟာကျောင်းမိသားစုတွေတော်ရင်အစကာလမှဒီကလေးအချိန်ထိကျွန်တော်တို့နိုင်နေစေဖြစ်တယ်ဆိုတာကိုကျွန်တော်ထင်ရှားစွာဖော်ပြပေးနေခြင်းဖြစ်တယ်ကျွန်တော်တို့နိုင်ရင်ကျွန်တော်တို့ချိန်မုန်းခြင်းနဲ့ကျွန်တော်လူငယ်တွေကို ကြောင်ရုံထွက်ပြေးတော့လုံနိုင်တဲ့အခြေအနေမျိုးမင်းအောင်လှိုင်မှာလုံးဝကိုမပိုင်ဆိုင်တဲ့သူအဖြေရှာလို့မရသေးဘူးကျွန်တော်ရဲ့မိသားစုဝင်တွေကျွန်တော်ပြောတဲ့စကားမှားတယ်မှန်တယ်ကျွန်တော်ရဲ့ဗီဒီယိုကိုမှရှင်းပြခဲ့ခင်ဗျလက်နက်တွေရှိပါတယ်ဆိုတော့နိုင်ငံတကာကမ္ဘာအဆင့် standard army ကြီးရေလေးပိုင်ဆိုင်ထားပါတယ်ဆိုတော့တရုတ်ရဲ့ထောက်ပံ့မှုရုရှားရဲ့အကူအညီမှုတွေရယူထားပါတယ်ဆိုတော့နျူကလ িয়ার တောင်မှပိုင်ဆိုင်ခြင်းပါတယ်ဆိုတော့မင်းအောင်လှိုင်ကိုကျွန်တော်တို့လူငယ်တွေကကြောက်နေလို့လား ဒါကြောင့်ကျွန်တော်အရှိမပြောခဲ့တာလေးခွာဘူတော်မှကြောက်လို့လေးခွာလုတ်တဲ့တေးခွင်းတော်မှပိတ်ပင်တဲ့နလဘိန်းတုံးတွေနဲ့ကျွန်တော်တို့ generation HYZ နဲ့တိုင်းသားတစ်ဖွဲ့ဝင်တွေပူးပေါင်းထားတဲ့အခုလူကြီးရဲ့တော်လှန်ရေးကျွန်တော်တို့အနိုင်ပါပဲဒီနေ့မှာကျွန်တော်တပြခဲ့တဲ့အကြောင်းအရာကျွန်တော်မိသားစုအားနဲ့တက်မလို့မျောနေတယ်နောက်လာတဲ့ဗီဒီယိုတွေကိုဒီချက်ပို့ပေါင်းကျွန်တော်ကြိုးစားပေးပါမယ်ကျွန်တော်လက်ထက်မှာကင်လာခဲတဲ့အတူလေးဖြစ်ပါတယ်ကျွန်တော်မိသားစုကျွန်တော်တို့ ဟိုးအောက်ခြေကနေပြီးတက်လာခဲ့ကြတဲ့သူတွေဖြစ်တယ်။ဒါတည်းမှာဘာမှမရှိတဲ့အခြေအနေကျွန်တော်တို့ကဘာဘာလိုက်မှမရှိဘူး။ကျွန်တော်တို့ကဘာစီးတော့အရင်မှမရှိဘူး။ကျွန်တော်တို့ကဘာစတုံးပစ္စည်းမှမရှိဘူး။ကျွန်တော်တို့ကစည်ရင်ဘာပြီးတော့ဘာတခုမှမသိဘူး။ကျွန်တော်တို့တိရပါလေစစ်တိုက်တိုင်းကစားဘူးတဲ့ငွေတော့ကတူတူပေါင်းတဲ့ကစားဘူးတွေဒါတော်မှဗျာသူမင်းရောင်နိုင်ငံ2021မှာဂျောင်းကိုခင်ဗျလူမိုက်ဆန်ဆန်ကိုလူပါဝပြီးတော့ကလင်ကြစ်လုတ်ပြီးတော့အာနာသိမ်းသွားလာ အာနာသိမ်းသွားတယ်အဲ့တော့ PDF တွေကသူတို့ကိုနိုင်အောင်ချမှာသူတို့ကိုနိုင်အောင်ချမှာအဲနိုင်အောင်ချမယ်ဆိုတဲ့နေရာမှာဒီအချိန်ဒီတစ်ချိန်ကအရန်အရေးကြီးဆုံးပဲနော်သူတို့ဒီတစ်ချိန်နိုင်အောင်ချတယ်ဆိုတဲ့ဟာကကျွန်တော်တို့မြန်မာနိုင်ငံမှာနောက်နောက်ဘယ်လက်နဲ့ကင်အပွဲဒီအထူးသဖြင့်ဒီစစ်တပ်ပေါ့ဒီစစ်ဖို့တပ်ပေါ့လက်နဲ့ကင်ပြီးအာနာမသိမ်းရအောင်အတွက်ကိုသူတို့နိုင်အောင်တိုက်ရနော်နိုင်တဲ့အခါမှာလေဒီနေ့မင်းအောင်နိုင်ကိုဟုတ်လားတရုတ်ဖြစ်ဖြစ်ရုရှားဖြစ်ဖြစ် ထွက်ပြေးခိုင်းပြေးခိုင်းမပြေးခိုင်းလို့ဒီကောင်ကမြန်မာပြည်ထဲမှာနေမယ်ဆိုလို့ရှိလို့ရှိရင်ဒီကောင်ကိုခုံရုံးတင်ရမှာဒီကောင်ပါဝင်ဒီကောင်နဲ့အုပ်စုအကုန်လုံးကိုခုံရုံးတင်ပြီးတော့တရားဥပဒေနဲ့ပြစ်ဒဏ်ချမှတ်ဘာမှကျွန်တော်တို့မြန်မာနိုင်ငံမှာနောက်နောက်ဘာအကြောင်းတားချက်နဲ့မှစစ်တပ်ကနေအခုလိုလက်နက်ကင်ပြီးတော့အာဏာမသိမ်းရအောင်အတွက်ကိုကျွန်တော်တို့ကသင်ငန်းစာကောင်းကောင်းပေးရမယ်သင်ငန်းစာသင်ငန်းစာကိုအကြီးပေးရမယ် ဟုတ်တယ်ငန်းစာကိုမှတ်လောက်သားလောက်ပေးရမယ်အဲ့လိုပေးဖို့အတွက်ကိုကျွန်တော်ထင်တာတော့ PDF ကလုံနေတာပဲဖြစ်တယ်နော်အဲ့တော့ခင်ဗျား तू စစ်တပ်ကြီးကိုတိုက်လို့မရဘူးဗျာဟုတ်လားအာ तू စမပြစစ်ဘုံဘုံဘူးဆိုရင်လည်းခါမအောင်နေမှာပျောက်ပါတယ်သဘောထားပေါ့အလွယ်တကူလုံလို့မရဘူးဆိုလို့ရှိရင် तू မိသားစုဝင် तू မိန်းမတွေ तू ကလေးတွေကိုရှင်းမယ်ဆိုလို့ရှိလို့ရှိရင်လည်းခင်ဗျား PDF ကိုလုံနေလို့ပြောလို့မရဘူးအချမ်းဖက်သမားလို့ပြောလို့မရဘူးဘာကြောင့်မလို့လဲဆိုတော့အဲ့ဒီဘုံဘူးကိုရှင်းလို့မရတဲ့အတွက် तू မြားကိုရှင်းတာ तू မြားကလည်း तू သူ့ယောက်ျားကိုထောက်ပံ့နေတာတောက်တိုင်းပဲဟုတ်တယ် ောရင်ပီလီရဲ့စကားနဲ့ပြောရင်ဒလန်ပေါ့ဗျာဒါပေါ့အဲ့တော့ကနဒီဒီကောင်ကိုမရှင်းမဲနဲ့သူမြားကိုရှင်းလိုက်သူမြားကတားခက်ကလွဲတယ်လေဗျာဟုတ်တယ်ဗျာအရှင်းလိုက်လို့ရှိလို့ရှိရင်ဒီကောင်ကြောက်တာဗောနောက်ကောင်ကြီးကြောက်တာဗောမရားတွေကြောက်လို့ရှိရင်သူ့ယောက်ျားကိုပြောတယ်အမလေးနောက်နေမိမအဖြစ်ပေးပြီးတော့မသိပါနဲ့ ဲ့တော့သူတို့ဆီးကိုကန့်ပလိုက်တာဆီးကိုချားပလိုက်တာရန်ငါဆီးကိုဖြတ်ပြီးတော့ကိုအခုက PDF ကစော့တာနော်အဲ့တော့အဲ့လိုစော့တဲ့ဟာကိုခင်ဗျားတို့လမ်းကြိုးထိုးပြီးတော့အကျမ်းဖက်သမားတွေအကျမ်းဖက်သမားတွေပြောလို့မရဘူးဒီလိုအကျမ်းဖက်မှုတွေဖြစ်လာအောင်ဒီလိုလက်နဲ့ကင်ပြီးတော့တိုင်းပြည်မှာတစ်ဖက်နဲ့တစ်ဖက်နော်မဲမဲမြင်ရရှင်းထားတဲ့အနေဓာတ်မျိုးဖြစ်အောင်လုပ်တာကဒီစစ်ဖို့တက်ကျွန်တော်တော်များတာလာမသိဘူး PDF ကိုတည်းကိုအကျမ်းမဖက်ဘူးလို့မပြောဘူးနော်အကျမ်းဖက်တယ် သူတို့အကျန်းဖတ်ရမယ်လေဟိုဘက်ကစစ်တပ်ကလည်းအကျန်းစစ်တပ်ကိုလည်းသူတို့လည်းအကျန်းဖတ်ဒါပေမဲ့စစ်တပ်ကအကျန်းဖတ်တာကပြည်သူအများစုစံနာကိုစန့်ကျင်ပြီးတော့ပြည်သူတွေကိုဖိနှိပ်နှိပ်ကုပ်ဖို့ပြည်သူတွေကိုဂုတ်သွေးဆုပ်ဖို့လူပါဝါဖို့အတွက်အကျန်းဖတ်တာဟိုဘက်ကအကျန်းဖတ်တယ်ဆိုတာကဒီမကောင်းဆိုးဝါးစနစ်ကြီးကိုတိုက်ဖြတ်ဖို့အဲ့ဒီမကောင်းဆိုးဝါးစနစ်နေရာကြီးထဲမှာပြည်သူအများစုစံနာနဲ့ညီတဲ့ ဟုတ်လားဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အုပ်ချုပ်တဲ့တရားဥပဒေစိုးမိုးတဲ့အကျင့်ပြတ်ခြားစားမှုတွေမရှိတဲ့ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတစ်ခုအဖြစ်တည်ထောင်ဖို့အတွက်တို့အကြမ်းဖက်နေတယ် PDF နိုင်လို့ရှိလို့ရှိရင်နိုင်ငံကောင်းလာမယ်နော် PDF မနိုင်မင်းနဲ့ရှုံးသွားလို့ရှိလို့ရှိရင်ဒီစစ်တပ်ဒီကောင်တွေစစ်ဖွဲ့တွေအုပ်ချုပ်လို့ကတော့ခင်ဗျားဗျာကျွန်တော်တို့တိုင်းပြည်ကတော့အခုနောက်ကိုရီးယားလိုဖြစ်ဖြစ်ကမ္ဘောဒီးယားလိုဖြစ်ဖြစ်နော်အဲ့ဒီထဲမှာကျွန်တော်တို့ပြည်သူလူထုတွေအမောင်ကဘာထဲမှာနေရပြီတော့ပဲ